်မင်္ဂလာပါရှင်မေဘမစာအုပ်ကိုဖပြရမယ့်အချိန်ပါရှင်ဒီနေ့ကတော့မေဘမစာအုပ်ရဲ့အပိုင်း15ဒုတိယပိုင်းကိုဖပြသွားမှာဖြစ်ပါတယ်ဒီစာအုပ်ကိုတော့ဆရာဦးဝင်းညင်းက Miss Burma ဆိုတဲ့စာအုပ်ကနေဘာသာပြန်ထားတာဖြစ်ပါတယ်ရှင်ဒီစာအုပ်ထဲမှာပါတဲ့ဇဝင်ကန်တချို့ကကလေးတငယ်တွေနားဆင်ဖို့မသင့်တော်တဲ့အတွက် ကလေးငယ်တွေနဲ့တူနားဆင်ခြင်းမပြုဖို့အတွက်ကြိုတင်အသိပေးပါရစီရှင်။ ထိုနှစ်နိုဝင်ဘာလ၏တခုသောရက်တွင်ကီတီ၏ပါတီပွဲတစ်ခုရှိသည်ပါတီပွဲကျင်းပမည့်အချိန်ထက်စောကလူစားအားကြိုရန်ကားတစ်စီးလွတ်လိုက်သည်ကန်နက်ကလူစားအားယုံကြည်စိတ်ချစွာဖြင့်ပါတီပွဲများတက်ခွင့်ပေးထားရာလူစားကဒီညကီတီနေဝင်းနှင့်လွတ်လွတ်လပ်လပ်စကားပြောခွင့်ရပါလျင်ဒဲဒီမိတ်ဆွေရီတာမြအကြောင်းပြောပြပြီးအကူအညီတောင်းမည်ဟုစဉ်းစားထားသည် ဗီတိုရီယာခေတ်ကပုံစံဆောက်လုပ်ထားသောအစိုးရအိမ်တို့၏ဧကန်တွင်၌ကီတီနေဝင်းနှင့်နှစ်ယောက်ချင်းစုံမိကြသည်။စင်ရွှေရတနာများတဖြက်ဖြက်တောက်ပနေသည့်ကီတီကလူစားအားဆူဆူဆိုက်ဆိုက်ပြုံးကြည့်နေသည်။လူစားကလေးမင်းမာလေးဝက်ချက်တစ်ခုခုရှိနေတယ်မဟုတ်လား။ဟုတ်ကီတီကဆိုသည်။ဟုတ်တယ်။မင်းမျက်လုံးတွေထဲမှာတွေ့နေရတယ်။ကြည့်စမ်းပါဦး။အသားလေးကဖြူဝင်ပြီးကြီးနေတာပဲ။မျက်လုံးလေးတွေကလည်းအယောင်တလက်လက်နဲ့ ယုံကြည်မှုအပြည့်ပဲ။ဘာကလေးကလည်းပန်းသွေးထားနေတာပဲ။အန်ဒီပြောတာမမှားပါဘူးနော်။အဲ့ဒီကလေးမလေးမှာလေးဝဲချက်တစ်ခုရှိနေတယ်ဆိုတာမျက်လုံးတွေကပြောနေတယ်။ကိုင်းပြောစမ်းဘာတူလဲ။သူနဲ့ဘယ်မှာတွေ့ကြတာလဲ။ဒီပါတီဝဲမှာပဲလား။ကနက်ကိုတရိယာစိတ်ဖြင့်ကနက်ခန်းစားနေရသောဒုက္ခများကိုပြောလိုက်မည်ဟုလေချောင်းဝအထိစကလုံးတို့ကယောက်လာသည်။သို့သောကီတီမျက်လုံးတို့ကိုကြည့်လိုက်သောအခါခန်းစားမှုရှိနေသည်ကိုသတိထားလိုက်မိသည် ထိုခံစားမှုမှာမနာလိုဝန်တိုခြင်းကြောင့်မဟုတ်ဘဲပုဂ္ဂိုလ်၏ခံစားချက်ကြောင့်ဖြစ်သည်ကိုသတိထားမိလိုက်သဖြင့်လူစာမပြောသင့်ဟုဆုံးဖြတ်လိုက်သည်ကစ်တီကသာရင်ဖွင့်ပြောလိုက်မိပါလေအမကြီးမတော်မီကိုလူစာအချိန်မီတီးလိုက်သည် ထို့ကြောင့်ဟာအန်တီကလည်းဘာပြောနေမှန်းမသိဘူးဟုလျှော့ချလိုက်ရသည်လင်လွန်းလာသောကစ်တီကလူစာညာလိုက်သည်ကိုသိပါသည်ထိုင်နေရမထကဇပွဲတလုံးပေါ်တွင်ရှိနေသော secret ဘူးမှ တလေးထုတ်ကနှကန်းတွင်ခဲလိုက်သည် မိညရန်အတွက်မိချစ်ရှာနေသူကိုမြင်ရတော့ကြောင့်လီဇာကသူ့ပစံအိတ်ထဲမှမိချစ်ကိုထိုးယူကကျမညှိပေးမယ်ဟုပြောရင်အနားသို့အပြေးရောက်သွားခဲ့သည် တကယ်တော့လီဇာကသူ့အပေါ်မြက်သွားတော့ကစ်တီကိုချော့လိုက်ခြင်းဖြစ်သည်ကစ်တီက secret ဖွားရင်းပရင်းပေါက်တစ်ခုသို့လျှောက်သွားကဟိုဝေးဝေးမြက်ခင်တွင် golf ကစားနေသောနေဝင်းကို ကြည့်လိုက်သည် သူကခုတလောစိတ်မကြည်မသာဖြစ်နေတယ်ဟူလီဇာဘက်သို့ပြန်လှည့်လာရင်ဆိုသည် အခုနောက်ဆုံးတစ်ခါတရုတ်ပြည်ကပြန်လာကလေးကသူ့ကိုအားလုံးကဥက္ကဋ္ဌကြီးလို့ခေါ်ခိုင်းနေအန်တီလေသူနဲ့လင်မယားချင်းတွေ့တဲ့အချိန်တောင်ဥက္ကဋ္ဌကြီးပဲခေါ်ရတယ်ဂီတီကလူစားဘက်သို့လဲ့ကမျက်စိတစ်ဖက်မိပြလိုက်လူစားတော်တော်ကြောက်နေပုံရသည်ကိုမြင်လိုက်ရတော့ဂီတီကမင်းကလေးကဘာမှအတွေ့အကြုံမရှိသေးတဲ့အရင်းကလေးပဲဒါကြောင့်အန်တီကမင်းကိုသဘောကျတာအဲ့ဒီလိုပဲနေဘယ်သူနဲ့မှရွှေရွှေရှက်ရှက်မလုပ်နဲ့ဂီတီသည် စကားပြောလျင်အမြဲတစေ အတိတ်ပဲနှစ်ခုထွက်တော်စကားများကို ပြောရသူဖြစ်သည်ထို့ပြင်လူစားဤတန့်ရှင်းစင်ကြယ်သောဘဝကိုလည်းမနာလိုဖြစ်ပုံရသည်ထို့ကြောင့်အပြိုစင်ဘဝကိုကြာရှည်ထိမ့်သိမ့်ရန်တတိပေးနေခြင်းဖြစ်ပေမည်တခါတလေစဉ်းစားကြည့်တော့သူ့လူတွေက သူ့ကိုအန်တီချစ်တာထက်တောင်ပိုသေးတယ်တိလားကီတီကဗရင်မမမျောရင်းပြောနေသည်အောင်ကြီးတို့မမောင်တို့ဆိုရင်ဥက္ကဋ္ဌကြီးဥက္ကဋ္ဌကြီးနဲ့ပါဇက်ဖျားကကိုမချဘူးအမြင်ကက်စရာတောင်ကောင်းတယ် ကီတီက secret ဖွာလိုက်သည် သူခင်မွန်းတဲ့နေဝင်းမှာ golf ကစားနေသဖြင့်သူရဲ့နေသည့်နေရာနဲ့အတော်ပင်လမ်းပါသည်အောင်ကြီးကဆိုဦးနုစီကအာနာသိမ့်ပြီးသူ့ဥက္ကဋ္ဌကြီးကိုနေရာပေးလို့ရမယ်ဆိုရင်ဘာပဲလုပ်ရလို့ရလုပ်ချင်နေတာဒါပေမဲ့သူ့သဘောဆိုတာကတမျိုးလေချစ်သူရင်းမဲ့ဆိုပါတော့တစ်ဖက်ကတဲတဲလုလုဂယူဆိုင်နေတာကိုတစ်ဖက်ကမတုံ့ပြန်သူ့ချစ်သူပေမဲ့ရန်သူဖြစ်သွားနိုင်တယ်မဟုတ်လားသူလည်းဒီလိုပဲဖြစ်ချင်းဖြစ်လာနိုင်တယ် ကစ်တီကသူ့ဘက်သို့လှည့်လိုက်သည့်အခါသူ့မျက်လုံးတို့မှာဒေါတာအမျက်ထွက်နေသည်ကိုတွေ့ရသည်။နှကမ်းမှ secret ကို ဖြုတ်လိုက်ပြီးယော့ဒီ secret ပြစ်လိုက်တော့အမန်တော့အန်တီက secret နဲ့မတည့်ဘူးဟုဆိုသည်။သူရင်ပွင့်ခြင်းတီများကိုဖွင့်ထုတ်လိုက်ပြီးသောအခါကီတီကအိန်နိုဝန်ထမ်းများကိုလန့်ခေါ်လိုက်ပြီးညနေပါတီပွဲအတွက်ပြင်ဆင်ရန်ရှိသည်တို့ကိုလှုပ်ဆောင်ရန်ညွန်ကြားတော်မူဖြစ်သည်။ဒီချိန်ဤအချိန်ကောင်းဟုလူစားကယူဆကားစကားဆလိုက်သည်။ အင်းစိန်ထောင်ထဲမှာဆေးချောင်းသူလေးတယောက်ရှိပါတယ်။သူ့နာမည်ကရီတာမြက်။ဒေဒီထောင်ထဲမှာရှိနေတုန်းကတိခဲ့ကြတာပါ။ဒါပေမဲ့သူခမရာအတိအပဲမရှိတဲ့စကားတွေပြောမနေနဲ့လူစား။ဝန်ထမ်းများလည်းရောက်လာကြပြီးဖြစ်၍လူစားစကားမဆက်နိုင်တော့ပေ။ကီတီကသူ့ပကုံးပေါ်သို့ရွှေသားပြင်ပြုတ်လုထားသောပဝါကိုခြုံလိုက်၏။ညနေကျရင်အန်တီနဲ့နှစ်ယောက်တွေ့ပြီးတင်းနစ်ကစားရအောင်။နိုင်အောင်ကစားကြမယ်နော်။ ကီတီကပြောပြောဆိုဆိုအခြားခန့်မဲ့ကုယံတကားသူလျှောက်သွားရင် နောက်တော့လည်းမကြည့်ပဲမင်းပြောတဲ့ဆေးချောင်းသူကိစ္စမင်းကြည့်လိုက်မယ်လူစားခတ်တော့ခတ်မှာပါဒါပေမဲ့စူးစမ်းကြည့်တာပေါ့ဟု ပြောသွားခဲ့သည် ထိုနေ့မှနောက်ညပေါင်းများစွာကြာပြီးတော့တညတွင်ဂရီစီကလူစားခန်းထဲသို့ရောက်လာခဲ့သည် သူ့လက်ထဲတွင်တစုံတစ်ခုကင်ထားသည်ထိုအရာမှာပရင်းရောင်စေးပလင်တစ်ခုဖြစ်ပြီးလက်ထဲတွင်တီယူတရကင်ထားသည်ဘာဖြစ်လာတာလဲဂရီစီနေ့လယ်စာမေးပွဲအတွက်လူစားစာကြက်နေသောဂရင်းဤအစွန်းတွင်ဂရီစီကဝင်ထိုင်လိုက်သည်ထိုနေ့ညနေပိုင်းကလူစားနှင့်ဂရီစီတို့သည်ကနက်နှင့်မြီးတို့ကိုအဖို့ပြုကဗမာရုပ်ရှင်ကားတကားတွားကြည့်ခဲ့ကြသည် အိမ်အပြန်ဘတ်စကားပေါ်တွင်ဂရီစီကိုကြည့်ရသည်မှာမျက်နှာညိုနေသည်သို့သောတူထုံဆန်အတားအပြုံးမပြတ်ပါခြင်းမမညီမလေးကိုဘာမှမပြောနဲ့လို့ပြောလိုက်ပါလိုက်ဂရီစီကလက်ထဲတွင်ကင်ထားသောဆေးပလင်းကိုမူသူ့နောက်၌ဝတ်ထားစေပြီဘာဖြစ်လို့ပြောရမှလဲညီမလေးရဲ့မပြောရတော့ပါအောင်မမရဲ့အခုညီမလေးပြောမယ့်စကားတွေကမမကိုပြောတဲ့မပြောတဲ့လည်းမစင်စားတတ်တော့လို့ပါ သူ့စကားကိုကြားလိုက်ရသည့်လူစားမှာစက်သိမ်မွင်းညင်းထသည့်အထိညီမငယ်ကိုချစ်သွားသည်ညီမလေးရဲ့ဘာပဲဖြစ်ဖြစ်မမကိုညီမလေးပြောလို့ရပါတယ်ကွယ်ညီမလေးမှာပြောပိုင်권လည်းရှိပါတယ်လူစားကဂရေးစီလက်ကိုစုပ်ကိုင်ကပြင်းညင်အားပေးလိုက်သည်ညီမလေးလီကနက်ကမမကိုအယမ်းပြောင်းအောင်ထားနိုင်တာမြင်ရတော့ဝမ်းသာတယ်မမအဲ့လိုပဲမမကလည်းကနက်ကိုပြောင်းအောင်ထားတဲ့အတွက်ဝမ်းသာတယ်မမရဲ့ဒါပေမဲ့ မမလုပ်နေတဲ့အလုပ်ကိုမမကိုတိုင်ရောနားလည်ရလာရင်မမမမကဘာတွေလုပ်နေတယ်လို့ညီမလေးကထင်လို့လေလွီစာကသူ့လေတန်းတွင်ဆွဆွဲတန်းမျိုးမပါရအောင်တတိထားပြောနေရသည် သို့တော်မျက်လုံးများကတော့ဒေါသဖြင့် grace ကိုကြည့်မိသည် grace ကထုံးစံအတိုင်းခန်းစားချိန်ကင်းမဲ့သောမျက်လုံးများဖြင့်သာပြန်ကြည့်နေသည် grace ကအိယာဘော်ရင်ထိုင်နေရမှ ထားလိုက်သည်သူ့လက်ထဲတွင် စေးပလင်းကိုစုပ်ကိုင်းထားမြဲပင်မမကခိုင်းလို့ပါမမရဲ့ ဂရေစီ၏ညီပြောပြောတံကိုကြားရသည်။မမကမမကို ကန့်နှက်နဲ့ကြိုက်နေတာကို မလိုလားဘူးမမ။သူ့ကိုမမလက်ထက်လိုက်မှကိုလည်းစိုးရင်နေ။ဒါကြောင့်မမသူ့ကိုမချစ်တော့အောင်ဒီစည်းတွေကိုညီမလေးကတာဝန်ယူပြီးတက်ရမယ်လို့ခိုင်းထားတယ်မမ။မမ၏လှုပ်ကြံမှုပင် ခုတလောမမသည်လူစားအပေါ်တွင်ဆက်ဆံမှုမှအေးဆက်ဆက်နိုင်လာသည်။ကနန်နှင့်တငယ်ချင်းများအင်လာလေးလင်လဲလူစားအဲ့ခန့်စကားပြောသည့်ကိုမကြိုက်။ တစုတဝေမျိုးတွေတို့သွားကြလျင်လဲမျက်နာမကြည့်တာလူစားတရိထားမိတော့လဲဘာကြောင့်မှမသိပေဘာအိဗေပါလဲမိသားစုပေါ်တစ္ဆာဖောက်နေသည်လဲမဟုတ်ပါကြီးယခုမှပဲမမမျက်နာပေးအကြောင်းအဖြေပေါ်တော့သည် ပေးညီမလေးအဲ့ဒီစီပလင်မမောက်ပေးလူစားကဂရေးစီလက်ထဲမှာစီပလင်ကိုတောင်းယူကအဖုံးဖွင့်လိုက်သည်ပလင်းထဲမှာဆေးလုံးများကိုထုတ်ယူလိုက်ပြီးပါဇက်အတွင်းတို့ပြစ်သွင်းလိုက်ရနှစ်ချိန်သုံးချိန်များမြှောက်ချလိုက်ရသည်ကိုင်း ညီမလေးလှုပ်ရမယ့်အလုပ်ကိုလုပ်ပြီးပြီညီမလေးတာဝန်ကြီးပြီပြီးတော့အဲ့ဒီစီးရီကြောင့်မမလည်းဘာမှထူးထူးခြားခြားဖြစ်မလာဘူးဆိုတော့ဝမ်းတာပြီးတော့ညီမလေးဟုပြောလိုက်၏မမဘာမှမဖြစ်ဘူးဆိုတော့ဝမ်းတာလိုက်တာဟုဂရီစီကဆိုသည်လူစားကမူသူ့အပေါ်တွင်လှုပ်ရက်တော့မမစိတ်တဲ့ကြောင့်အတော်ပင်စိတ်မကောင်းဖြစ်ရပါသည်အနေငယ်စိတ်မကောင်းဖြစ်မိသည်ကလွဲ၍လူစားထူးထူးခြားခြားမခံစားရပေအင်တော်ရင်ကျင်းပါတော့ပါတီပွဲတစ်ခုတို့လူစားက ကစ်တီမမဂရီစီတို့ကိုအခင်ကကက်နက်ကိုရအောင်ခေါ်သွားခဲ့သည်ထို့ပွဲတွင်နေဝင်းဤဘိုးချုပ်များကလူစား၏နောက်ပိုင်းအလာကိုသာတရေသမားများနှင့်ကြည်နေကြသည်ကိုကက်နက်ကသတိထားမိသည်ကက်နက်ဤကန့်ကွက်စကားများကြောင့်သူတို့နေရောက်မကြာခဏစကားများကြရသည်နေစမ်းပါဦးရှင်းကဘာဖြစ်လို့မသွားစီခြင်းရတာလဲမင်းတကယ်သိခြင်းနေပေါ့မင်းဒီလိုနေတာထိုင်တာမကြိုက်လို့ကွာအထူးသဖြင့်ဒီလိုပါတီပွဲတွေတက်နေတာမကြိုက်ဘူး ဒါကတော့ရှင်ကျမကိုနားမလည်လို့လက်မခံနိုင်တာပဲ။တကယ်လို့နားလည်တယ်ဆိုရင်လူမျိုးမျိုးရှိကြတယ်ဆိုတာရှင်သိမှာပေါ့။တချို့လူတွေကစိတ်ရင်အမှန်ရှိတယ်ဆိုတာရှင်သိရမှာပေါ့။အေးမင်းကိုမင်းတို့ဟုတ်လာပြီထင်နေမှာပေါ့။တကယ်တော့မင်းလုံနေတာတွေကယောက်ျားတွေရဲ့ယာကားစိတ်ကိုနိုးဆွနေတာပဲကွာ။ဒါတော့ရှင်မတရားသဖြင့်ပြောတာပဲ။ထို့သူစကားများလေတိုင်းကနက်ကသူ့ဆိုင်ကစည်းအုတ်ထုတ်ကိုပြစ်ပေါက်လေးရှိတော့လေနောက်ဆုံးရင်ဒူးထောက်က လူစားပောင်ပေါ်မျက်နှာအပ်ပြီးငိုကြွေးတည်တာကိုဘာဖြစ်လို့ဒီစကားတွေပြောမိတာလဲမသိပါဘူးလူစားရဲ့ကိုမင်းကိုတဝန်တိုနေမိတယ်ကို့ကိုခွင့်လွတ်ပါဟူတတို့တို့တောင်းပန်သည့်အခါလူစားကလည်းသူ့ချစ်သူခေါင်းပေါ်မှလပသောဆန်ရွင်များကိုပုတ်တက်ခါကျင်းနေသွားသည်ထို့သို့ရန်ဖြစ်ထားသည့်ရက်များတွင်လူစားကအိမ်မှာပင်ချိန်ငြိမ်နေတတ်သည်လူစားကသူ့အပြစ်ကင်းစင်သည်ကိုသူ့ကိုယ်သူယုံကြည်စိတ်ချသည်သို့သောတရင်စာများက နေဝင်းတို့အဝင်ထွက်များသော သူကိုနေဝင်း၏အမြောင်မရဖြစ်တမုံလာကြသည်တရင်စာများကနော်လီစာပင်စင်နေဝင်း၏တိတဲ့နေအိမ်မှထွက်လာသည်ကိုမြင်တွေ့ရနော်လီစာပင်စင်ကို နိုင်ငံတော်အကြီးအကဲသာစီးသည့်မော်တော်ယာဉ်ပေါ်၌မြင်တွေ့လိုက်ရဟူသောတရင်ကောင်းစဉ်များဖြင့်ပေါ်ပြလာကြသည်တကယ်တမ်းတွင်မူလူစာနှင့်နေဝင်းမှာနှစ်ယောက်ချင်းမျက်နှာချင်းပင်မဆိုင်မိဘူးကြီး တီကလည်းလူစားကိုသူ့ယောက်ျားနဲ့မိတ်ဆက်မပေးဘူးပါကြီးကန်နက်ကလည်းသူ့ချစ်သူကိုအကျွမ်းမဲ့ယုံပါသည်ကတီကပြောတယ်အဲ့ဒီလိုကောလာဟလာတွေထွက်အောင်လုပ်တာအောင်ကြီးတဲ့သူကနေဝင်းကိုနာမည်ပြအောင်လုပ်နေတာတဲ့မင်းတခါတော့ငါပြောတော့အောင်ကြီးကနေဝင်းကိုသူ့ရီစားလောက်ကိုချစ်တာဆိုအဲ့ဒါဘယ်စကားမှမမလဲဩကဲ့နဲ့ရှင်းကလည်းကျမနဲ့တူမိနစ်တိုင်ရှိနေတာပဲဥစားမိနစ်တိုင်တော့မဟုတ်ပါဘူးကွာ လူစားကကက်နက်ကိုနားလည်ပေးနိုင်ပါသည်ဖြည့်ရှင်းရပေါင်းများလာသောအခါတစ်ဖက်သားမှလည်းတန်တဲ့ရဝင်လာနိုင်သည်ကို နားလည်ပေးပါသည်အထူးသဖြင့်ကစ်တီကကောလာဟလာများငြိမ့်သက်သွားစေရန်လူစားအားမဖိတ်ခေါ်ပဲထားလိုက်သောအခါကောလာဟလာများကပုံမဖောင်းကြွလာတော့သည်လူစားကိုအိမ်တော်ပွဲများ၌မတွေ့ရတော့ခြင်းမှာနေဝင်းနှင့်ရသောကိုဝန်ဆောင်နေရ၍ဖြစ်သည်ဟု ဆိုကြပြန်သည်ကောလာဟလာများသည့်သူ့အပေါ်ကန့်နှက်ထားရှိသောမြစ်တာကိုစမ်းသက်ရာရောက်သည်ဟု လူစားကခံယူသည် သူ့အကျင့်ဇာရိတာကိုကက်နဲ့ပုံမနားလဲစေသည်ဟုလည်းယုံကြည်သည်ထို့သော တခါတရံတွင် ကောလာဟာလာတို့သည်ကာယကံရှင်ကိုပင် မျက်စိလဲစေတတ်သည်လည်းရှိပါသည်တခါကသွားဆရာဝန်ထံသွားသည့်အခါဆရာဝန်ကမင်းမှာအာနာရှိတဲ့မိတ်ဆွေရှိတယ်လို့ကြားတယ်နေဝင်းလေဟုမစီမဆိုင်မိခင်ရဘူးသည်ကျောင်းလိုက်လေလူငယ်တစုကသူ့အနာဖျက်ရှောက်ကြရင် နေဝင်းနေဝင်းနေဝင်းဟု တန်မြိုင်អော်သွားကြသည်ကိုခံခဲ့ရပါသည်သူမိသားစုဝင်များကထိုကောလာဟာလာကိစ္စများကိုလုံးဝဆွေးနွေးခြင်းမပြုကြခြင်းကြောင့်လူစားကသူတို့ကိုယ်တိုင်ပင်လေထိုကောလာဟာလာများကိုယုံကြည်နေကြသည်လားဟုတန်တရားဖြစ်မိပါသည်ပြောပံများလာသည့်အခါကနက်ကတုံ့လုံလာပြန်သည်ဒီကိစ္စတွေကိုမင်းကိုယ်တိုင်ပုံဝင်လင်းလင်းရှင်းလိုက်ရင်ကောင်းမယ်လူစားရှင်ကိုယ်တိုင်ကကျမကိုမယုံတော့ဘူးဆိုရင်တော့လမ်းခွဲကြတာအကောင်းဆုံးပဲတစုံတယောက်ကရုံမှကောက်ချစ်စွာ ကောလာဟလများကိုထုတ်လွှင့်နေသည်မှာတည်ကြလာပါသည်။တမျိုးပြီးတမျိုးပေါ်ထွက်လာသောကောလာဟလများကြောင့်သူ့အချစ်ရေကိုပါထိခိုက်လာနေပြီ။ထိုနေ့က မက်လာ၂ရက်နေ့ဖြစ်သည်လူစားနှင့်ကက်နေသူသည်တောင်ကုန်းချီရင်တွင်ရှိသောအဆောက်တဲရှိ၌ညနေတကောင်အထိအခြေတင်အငင်းပွားနေခဲ့ကြသည်နောက်ဆုံးတွင်ကက်နက်ကစိတ်ဆိုးစွာဖြင့်သူ့မော်တော်ဆိုင်ကယ်စီးကပြန်သွား၏လူစားတယောက်တည်းတောင်ကုန်းမော်သို့လျှောက်တက်လာရင်သူ့ဆိုင်ကယ်ကိုလမ်းမပေါ်တွင်တွေ့ရနုံနုံလမ်းကြည့်မိတော့လည်းမတွေ့ရပါကြီး အိမ်ထဲတော့ဝင်လိုက်ချိန်တွင်မမကအစိုးရင်တကြီးစောင့်နေသည်ကိုတွေ့ရပြီးကြောက်လန့်တကြားမျက်လုံးများဆွဆွဲလိုသောအကြည့်များဖြင့်ကြည့်နေသည်ကိုတွေ့ရသည်မခံနိုင်သည့်အဆုံးတွင်ကျမကိုဘာကြောင့်များအဲ့ဒီလောက်မုန်းနေတာလဲဟူတာအော်လိုက်ပြီးတော့သည်မနေ့အရာထချိန်တွင်ခေါင်းကိုက်နေပြီးနိုင်ငံ၏အခြေအနေမှလည်းပြောင်းလဲသွားပြီဖြစ်ကြောင်းသိလိုက်ရသည်လွန်ခဲ့သည့်ရက်သက်တစ်ပတ်ကဦးနုသည်တိုင်းရင်းသားခေါင်းဆောင်များကိုတိတ်တဆိတ်ခေါ်ယူကာဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးကိုတိုင်ပင်ဆွေးနွေးခဲ့သည် ညနေတကောင်အချိန်တွင်နေဝင်းဤတင်ကားများကရန်ကုန်မြို့တော်တစ်ခုလုံးတွင်လဲ့လဲသွားလာနေကြပြီးအစိုးရဤအာဏာကိုသိမ်းယူလိုက်ပြီးဖြစ်သည်။ဥနုအပါဝင်ဩဇာရှိသောဝန်ကြီးတော်တော်များများကိုလည်းထိန်းသိမ်းထားလိုက်သည်။လက်ရှိအချိန်တွင်ဗမာတပ်မတော်ကရန်ကုန်မြို့ဤလုံခြုံရေးကိုထိန်းသိမ်းဆောင်ရှောက်နေ၏။နေဝင်းကမနက်၈နာရီမိနစ်50အချိန်တွင်ရေဒီယိုမှ30တိုင်းပြည်သို့ထုတ်ပြန်ကြေညာ၏။နိုင်ငံတော်ဤအဖက်ဖက်မှယိုယွင်းလာသော အခြေအနေများကို တမတော်မှအချိန်မီထိမ့်သိမ့်လိုက်ရကြောင်းအကြောင်းပြခဲ့သည်သူမိန်ကုန်းတွင်သွေးထွက်တန်ယုံမှုမရှိဟုထဲ့သွင်းပြောကြားသွားတော်လဲဖြစ်ရမန်တွင်အသေးပြောက်ရှိခဲ့သည်ဂရေးစီတငယ်ချင်းမြီးဤဖခင်ဖြစ်သူမှာဦးနှုတ်နှင့်တွေ့ဆုံခဲ့သော လူနည်းစုတိုင်းရင်းသားများထဲမှတဦးဖြစ်သည် မနက်နနာ၏အချိန်နေဝင်းစစ်သားများကနေအိမ်ကိုဝင်စီးရင်အပြစ်မဲ့သော16နှစ်သားလေးမြီးကိုပြစ်တက်ခဲ့ကြသည်ထိုနေ့ညနေတွင်လူစာက ကနတ်အားဖုံးဆက်ကကျမအရန်စိတ်မကောင်းပါဘူးဟုဆိုခဲ့သည်လူစားကတယ်လီဖုန်းကြိုးကိုအဲ့ကန်ထဲမှသူ့အိမ်ခံထိရောက်အောင်လှုပ်ထားပြီးတယ်လီဖုန်းပြောသည့်အခါတိုင်းဘာကြောင့်မှမသိအခြားတယောက်ယောက်မြင်သွားမိကိုဆိုရင်နေတတ်သည်ကနတ်ကအချိန်တော်တော်ကြာသည့်အထိစကားမပြန်နိုင်ခဲ့သို့တော့သူ့အသက်ရှူဒန်းကိုမူလူစားကြားနေရသည် အတန်ကြာမှကိုလဲစိတ်မကောင်းဘူးလူစားအလုံးပြိုခဲ့ကြတဲ့ဘဝလေးပြည့်စည်သွားပြီပေါ့ဟုဆိုသည် နောက်လေလအကြာတွင်နေဝင်းဤရုပ်လုံအစင်မှန်ပေါ်လာတော့သည်1962ခုနှစ်ဇူလိုင်လတွင်တရားလွတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေအစရှိတို့ကိုဖျက်သိမ်းလိုက်သည်သူတီထောင်ထားသည့်အုပ်ချုပ်မှုအဖွဲ့သာကျန်တော်သည်တော်လိုင်းရေးကောင်စီ အမည်ဖြင့်အောင်ကြီးအပါဝင်သူတက်မှဗိုလ်ချုပ်တချို့အောင်ဆန်းဖွဲ့စည်းခဲ့သောတက်မတော်မှစစ်မှုရန်ဟောင်းအချို့တို့နှင့်ဖွဲ့စည်းခဲ့သည်ထို့သို့အခိုင်အမာအုံမြင့်ချပြီးခြင်းတွင်မြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတီထောင်သည် ထိုစနစ်အရာ စီးပွားရေးနယ်ပယ်အသီးသီးတွင်ရှိနေသောလုပ်ငန်းမှန်သမျှကိုပြည်သူပိုင်းသိမ်းလိုက်သည်လုပ်ငန်းမှန်သမျှကိုတက်ကသာစီမံကုကေတော်သည် ဆိုရှယ်လစ်စနစ်ကို အကြောင်းပြကမိသားစုပိုင်းစီးစိမ်ဥစ္စာများကိုပါတင်ကြသည်အခမ်းမီများပိုင်းတနည်းအိမ်ရှိမော်တော်ယာဉ်အရေးအတွက်မှအစဂရင်းဘယ်နှလုံးရှိသည်ဆိုဒီကိုပါစရင်ကောက်ကြသည်အိမ်သုံးဆိုင်သုံးတယ်လီဖုန်းများကို ကြားဖြတ်နားထောင်နိုင်ရန်စီစဉ်ကြသည် အစစအရာရာကိုခွဲတဲ့စနစ်ဖြင့်သာတက်မတော်သားများဦးစီးထားသည့်ဆိုင်များကရောင်းချပေးသည်တက်မတော်သားများကမိသားစုတစုအတွက်အာလူရှိလုံသာရောင်းချပေးနေပြီးတောင်ပုံရောင်ရှိနေသော အာလူများမှပုတ်ခဲ့ရသည်စီအကောင်များကိုမတတ်သောစီများနှင့်ရောနောကရောင်းချပေးခဲ့သောကြောင့်လူပေါင်းများစွာနာမကျန်ဖြစ်ကြရသည်။ဘာမှစကားများမနေနဲ့စစ်သားဆိုတာတတ်နှက်ပဲပြစ်တတ်တယ်။စကားတော်တော်များပါလား။ဒီမှာတယ်လီဖုန်းဆက်လိုက်ရမလား။ ်ထိုစကားများကြောင့်မိသူများဘာကိုမျော်လင့်ရမည်ဆိုဒီကိုမသိတကယ်သူဘာကိုယုံကြည်ကိုးစားရမည်ဆိုဒီလည်းမသိတော့ပေထို့သောအကျက်တိမ်များကြားမှပင်လူစားနှင့်ပတ်သက်သောတရင်တပုတ်ထွက်လာပြန်သည်မှာလူစားသည် နေဝင်းနှင့်ဟောင်ကောင်သို့လိုက်သွားပြီးတရဝင်းလက်ထက်ခဲ့ကြသည်ဟုဆိုသည်ထိုတရင်နှင့်ပတ်သက်၍ကရင်ရွာမှကရင်များကမကြည်မနက်ဖြစ်ကာအိမ်သို့လာရောက်မိ мян ကြသည်ဖြင့်မမကိုယ်တိုင်မဟုတ်ပါကြောင်းရှင်းလင်းပြောကြားပေးရသည် ထို့နောက်မမကလူစာအားရိုက်တဲ့အခါအိမ်ပေါ်မှာအောက်မစင်းရအမိန်ထုတ်ထားခဲ့သည်လူစာဘဝတွင် ကောလာဟလများနှင့်တရင်မှန်တို့မှ လုံးဝရှုပ်ထွေးနေခဲ့သည် ထို့သောဆိတ်ရှုပ်ပွဲအဖြစ်ပြက်များကလူစာအားအစားပြက်အိတ်ပြက်လာစေခဲ့တော်သည် လူကြားတဲ့သူမတော်ရဲလောက်အောင် ကြောက်လာခဲ့သည်ဆရာဝန်ပင့်ကပြတာသောအခါစိတ်ငြိမ်စည်းများတောက်ခိုင်းသဖြင့်တစ်ချိန်လုံးအိတ်ကြီးနေရသည်သူကိုယ်သူတေတော်မီဟုပင်အထင်ရောက်လာခဲ့သည် သို့တော့တနေ့ကင်းတွင်ဂရီစီကလူဆာကတဲ့အနီတို့ရောက်လာခဲ့သည်ဂရီစီမှာမိအသက်ခံရသည့်တရင်ကြားရပြီးသည့်နောက်ပိုင်းတွင်စိတ်နှစ်ကိုမကက်တလို့ရှိနေခဲ့သူဖြစ်သည်ယခုမူဂရီစီမျက်လုံးကလေးများသည့်နှွေးထွေးမှုရှိနေပြီးအယောင်တောက်လာသည်သူကခါကိုင်းလိုက်ကလူဆာကိုနမ်းလိုက်သည်မမကြီးတက္ကသိုလ်ကျောင်းသားတွေကကျောင်းထဲမှာအစည်းအဝေးလုပ်နေကြပြီဟုဆိုလာသည် ထို့ပြင်နေဝင်းအစိုးရကည9နာရီကျော်လင်းအပြင်မထွက်ရအမိန်ထုတ်လိုက်သောကြောင့်တက္ကသိုလ်ကျောင်းသားများကကျောင်းသားတမကအစအဦးတွင်ဝင်၍စီဝေးလုပ်နေကြကြောင်းမြည်ဤတငယ်ချင်းများကတက်ကြွစွာပါဝင်နေကြကြောင်းပြောပြသည် ထို့သောဆိုလျင်လနှင့်ချီ၍လူစားမတွေ့နိုင်ခဲ့သောကက်နက်သည်လည်းထိုနေရာသို့ရောက်နေပေလိမ့်မည်လူစားအတွေးကိုတိလိုက်သောဂရီစီကသူ့ကိုယ်တော်မေ့လိုက်ပါတော့မမရေသူကမမတံမိုးကိုမှတိတယ်သူမဟုတ်ပဲဟုတ်ပြောကား လူ이사လက်ကိုကျင်ကျင်နာနာဆုံနေပေးနေသည် နောက်တွင်သူတို့ညီမနှစ်ဦးသည်မမအားအသိမပေးဘဲဒယ်ဒီမတုံးသည့်ကားကိုမောင်းကရန်ကုန်မြို့ထဲသို့ထွက်ခဲ့ကြသည်လူကြားထဲမသွားဝန်းသည့်လူစာဤကြောက်စိတ်သည်လည်းဘယ်ရောက်သွားမှမသိတော့ပေရန်ကုန်တက္ကသိုလ်ပရဝုံတို့ရောက်ရှိသွားသောအခါတက္ကသိုလ်ကျောင်းသားရာပေါင်းများစွာတို့သည်ကျောင်းသားတမကအဆောက်အဦပြင်ပတွင်ရှိနေကြပြီးကျွေးကြော်သံများဟစ်ကျွေးနေကြသည်ကျောင်းသားတမကအဆောက်အဦမှာပင်မဂိတ်တကားအနီးတွင်တည်ရှိ၏ငါတို့ခေါင်းဆောင်တွေကိုဖမ်းသွားကြပြီး ဟုကျောင်းသားတစ်ယောက်ကသူတို့အားပြောပြသည်ချက်ချင်းပင် Grace သည်ကျောင်းသားအုပ်နှင့်ပေါင်းစည်းမိသွားပြီး Lisa အားလည်းဝင်ပါရင်ဆွဲခေါ်နေသည်တမကအဆောက်အဦပြင်တွင်ရှိသောကျောင်းသားတို့ကပိုမိုများပြီးကြွေးကြော်သံများကကြောက်ခမန်းလေးလေးရှိသည်ဖြင့် Lisa ကကြောက်နေသည်ထို့အဆောက်အဦမှာအောင်ဆန်းကဗမာပြည်သည်ဗမာပြည်တွင်၌နေထိုင်ကြသူများအတွက်ဖြစ်သည်ဟူသောမိန့်ခွန်ကိုပြောကြားခဲ့သောနေရာလည်းဖြစ်သည်ထိုစဉ်ကဦးနုသည်အောင်ဆန်းဘေးမှရက်ကား လက်တီလက်မောင်းတန်းခဲ့သည် နောက်ဆုံးတွင်လူစားလဲစိတ်ပါလာကဂရေစီရိုနှင့်တူကြွေးကြော်မိတော့သည် ထိုခိုက်တက်မှာပင်သူ့ကိုဖြက်ခနဲလမ်းတွေးလိုက်ရသည် မတွေ့ရသည်မှာလနှင့်ချီ၍ကြာနေပြီဖြစ်သောကနက်ပင်သူဒီဂိတ်တကားနားရှိတစ်ပင်တပင်အောင်နိုင်ရက်နေပြီးအလင်းရောင်အနှင်းငယ်သာရှိတော့ကြောင့်မထင်မရှားသာမြင်ရသည်သူတို့နှစ်ဦးမျက်လုံးချင်းဆုံမိသွားသောအခါသူကပြုံပြသည်လူစားအပေါ်တွင်သူ့အချစ်တွင်မပြဲသေးသည့်ကိုတီးလိုက်ရသည် စစ်တပ်တွေလာနေပြီဟူတစုံတယောက်ကအတန်ကုန်အော်ဟစ်လိုက်ခြင်းကြောင့်ចောင်းသားများလို့လို့ရရဖြစ်သွားကြသည်ခလလန်မှာစစ်ကားတဲ့များစကြရသည်စစ်သားများချီတက်လာတဲ့ကိုလည်းကြားနေရပြီမကြမီပင်တက္ကသိုလ်ပရဝုံအတွင်ဝင်ပေါက်အားလုံးကိုသူတို့ပိတ်လိုက်ကြတော့သည်မျက်ရည်ကိုဘုံများနဲ့စတင်ပစ်ခတ်သောကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးမိခိုးငွေများဖုံးလွှမ်းသွားကចောင်းသားများမှာခိတ္တခဏများမျက်စိကန်းသွားတဲ့ကဲ့သို့ဘာကိုမှမမြင်နိုင်ကြတော့ပြီ။ ကျောင်းသားများနဲ့စစ်သားများအပြန်အလှန်အော်ဟစ်နေစေမှာပင်ပင်မတကားကြီးကိုပိတ်ရန်ကြိုးစားနေကြပြီဖြစ်ကြောင်းလူစားမြင်လိုက်ရသဖြင့်အချိန်မီထွက်ပြေးနိုင်ရန်ဂရေစီအားလူအုပ်တွင်မှဆွဲထုတ်ခဲ့သည်။ကနက်ရက်နေသည့်နေရာသို့လမ်းကြည့်လိုက်သောအခါသူမရှိတော့ပေ။ညီမနှစ်ယောက်တုံတုံရင်ရင်နဲ့ဂိတ်တကားမှပြေးထွက်ခဲ့ကြပြီးနောက်အတွင်း၌ကျန်းရစ်သောကျောင်းသားတို့၏အချင်းဤကိုရက်ကြည့်နေမိကြသည်။စစ်သားများကပင်မဂိတ်တကားကြီးကိုပိတ်လိုက်ကြပြီးချိန်တွင်တနက်များကိုမောင်းတင်ကချိန်ရွယ်နေကြပြီ။ ထို့ခိုက်မှာပင်ကက်နက်ကိုသူမူလာရည်တည်နေရနှင့်မလမကန့်တွင်တွေ့လရသည်တနတ်တမားစတင်ကြားရခြင်းတွင်သူတို့ညီမပြေးကြတော့သည်လွီဇာကသူ့ချစ်သူကို နောက်ဆုံးအချိန်လှည့်ကြည့်လိုက်တော့အခါတနတ်တရားကိုလက်နှင့်အုပ်ထားတော့လေမတက်ရက်နေသေးသည့်ကက်နက်ကိုတွေ့လရသည်ထိုညကအ ਨੇ ဆုံးចောင်းသားတရားကျော်ကြဆုံခဲ့ကြသည်ဟုထွက်ပြေးလွတ်မြောက်လာကြသောသူများထံမှကြားရသည်ဆောင်းများခြုံကတုံရင်နေသောလက်များဖြင့် လက်ဖက်ရည်တောင်းနေကြသောတငယ်ချင်းများကပြောပြရနိုင်စစ်သားများသည်တနက်များဖြင့်ចောင်းသားအုပ်အတွင်းသို့မရက်မနာပြစ်ခတ်ကြကြောင်းခិតတာနားပြီးခြင်းတွင်ပင်မကိတ်တကားကိုဖွင့်လိုက်ကြပြီးတင်နေသည့်အလောင်းများမတိမရှင်အဟိနေသူများအလုံးကိုဆွဲထုတ်ကစစ်ကားများပေါ်သို့တင်ဆောင်သွားကြသည်ဆို၏တချို့ကတမကအဆောက်အဦအတွင်းသို့ဝင်ရောက်ခိုလုံကြသည်ဟုဆိုသည်ကနကူတွေ့လိုက်ကြလာရင်ကျွန်တော်တွေ့လိုက်တယ်သူတမကအဆောက်အဦတွေကိုဝင်ပြေးသွားတယ် ဘုရားသခင်ကျေးဇူးတော်ပါပဲ။ဟုတ်တယ်ဘုရားသခင်ကျေးဇူးပါပဲ။တက္ကသိုလ်ပရမုန်နဲ့ဝေးသောနေရာသို့ရောက်မှသာသူတို့နှစ်ယောက်စလုံးကြောက်လန့်ကတုန်နေကြသည်ကိုသတိထားမိကြသည်။မကြာမီပင်မမရောက်လာပြီးနှစ်ယောက်လုံးကိုအိမ်ပြန်ခေါ်သွားကယေရှုခန့်အတွင်းသို့တွန်းသွင်းလိုက်သည်။အဝတ်အားလုံးချုပ်ခိုင်းကဝတ်လစ်စလစ်ဖြင့်ယေရှုခိုင်းသည်။ညီမနှစ်ယောက်တယောက်မျက်နှာတယောက်မကြည့်ရကြကြီး။သမီးတို့တော်တော်ကလေးကြောက်လာကြတာဆိုတော့ကိုရင်းကခံနိုင်ရည်နေပါနေပြီ ဒီလိုရင်မချိုးလိုက်ရင် ကြောက်စိတ်ကြောင့်ဖျားကြလိမ့်မယ်။ဟုဆိုကသမီးနှစ်ယောက်ကိုပခုံးထက်မှရေလောင်းပေးရင်ရှီဟောင်းတချင်းတစ်ပုတ်ကိုစိုးနေသည်။လူစာကသွေးအလင်းလင်းဖြင့်နောက်ဆုံးမြင်ခဲ့ရတော့ကက်နက်ကိုမြင်အောင်နေမိသဖြင့်"သူလာမှာပါနော်"ဟုဆိုလိုက်တော့လေမမနဲ့ဂရေးစီထံမှစကားပြန်မကြားရပေ။အင်းတို့ရောက်လာကြသည့်တငယ်ချင်းအားလုံးဧကန်တွင်မှဖြာများပုံတွင်အိပ်ပျော်သွားကြသည်မှာကြာပြီဖြစ်တော်လေလူစာမှာဆိုဖာထက်တွင်ထိုင်နေစေဖြစ်သည်။ ညမမောင်နေတွင်ကက်နက်ရောက်လာနုံနုံမျောနေစေဖြစ်သည်။ဟိုးဝေဝေလမ်းမပေါ်မှကက်နက်ဤဆိုင်ကယ်တန်းကိုကြားနေရတဲ့အောင်ထင်ရသည်။နနက်ရောင်းဒီတန်းလာခြင်းတွင်ခြေထံမကြားစေရန်ခက်ပပနေပြီးအိမ်ပြင်သို့ထွက်လာခဲ့သည်။မော်တော်ကားကိုကလပ်နှင့်ဘရိတ်ဖြုတ်လိုက်ကကားကိုအတန်မမီစေပဲတောင်ကုန်းအောက်ခြေထိရှော့ဆင်းလိုက်သည်။တောင်ကုန်းအောက်ခြေအဆောင်တဲတွင်မှစစ်သားများပင်မနှိုးကြကြ။အချိန်ကနနက်6နာရီထိုးရဲမိနစ်ပိုင်းခန့်သာလိုတော့သည်။ တက္ကသိုလ်ပြဝုံနှင့်ခက်ဝဲဝဲတွင်ကားကိုရပ်ထားလိုက်သည်လမ်းပေါ်တွင်စစ်ကားများတင့်ကားများရှိနေစေဖြစ်ပြီးစစ်သားများကလည်းတောင်းဝန်ထမ်းဆောင်နေကြစေပင်ဖြစ်သည်ပင်မတကားပေါင်းမှာအနှင်းငယ်ဟနေပြီးတမကဆောက်ဦးဘက်သို့ကြိလိုက်သောအခါမဲမောင်နေသည်စစ်သားများကမိဖြတ်ထားပုံရ၏တမကအဆောက်ဦး၏ထူးခြားခြင်းမှာအမြင့်ထက်ပူကျဲသောဒီဇိုင်းဖြစ်သည်အတွင်း၌ရှိနေသေးပုံရသောចောင်းသားများ၏သဘောထားမှာ သူတို့တောင်းဆိုချက်ကိုအသက်နှင့်လဲမိသဘောဖြစ်၏သူတို့ဘက်မှအစီအစဉ်များလည်းရှိကောင်းရှိနိုင်ပါသည်စစ်သားများကလည်း나ยีအနေငယ်အိတ်ဆက်ကြပြီးမှဝင်ဖန်းကြလိမ့်မည်ထင်သည်သူကဘာတွေများစီစဉ်ထားပါလိမ့်ဟုတွေးမိသည်သူညကအိမ်မအိပ်ပါရဲ့လားနှစ်ယောက်လုံးအိတ်ကြသည်ဆိုလျင်ပင်မိုးကောင်းငင်တစ်ခုတည်းအောက်ဖြစ်တော်လဲတနေရာစီအိတ်ဆက်ခဲ့ကြရသည်တာဘက်စကားပေါ်၌စုံစည်းမိကြပြီးနောက်တလခန့်အကြာတွင် ့အကိုအိမ်နောက်ကပန်းကျင်ထဲတွင်သူတို့နှစ်ယောက်မောင်ရိပ်ကိုကတယောက်ရင်ငွေကိုတယောက်ခိုးလုံခဲ့ကြသည်လှလိုက်တာလူစားရဲဟု သူကဆိုသည် အခုတော့မင်းကြောင့်ကို ကိုပို့ပြီးနားလေလာခဲ့ရပြီဟုလည်းဆိုသည်ထို့နောက်တယောက်လက်ကိုတယောက်ဆုပ်ကင်ကြကသူတို့အားငုံကြည့်နေကြသည့်ကြဲကလေးများကို မော်ကြည့်နေမိကြသည်အပြောသဘောနှင့်သူတို့အိမ်အောင်ကြပါက ကလေးဗနဲ့ယောက်ယူမီဆိုသည်ကိုပြောပြကြသည် လူစားကဘာကြောင့်မှမသိ၄၅ရောက်ခန့်ယူမီဟုပြောတော့အခါကက်နက်ကရည်နေသည် စကားတပြောပြောနဲ့သူတို့နှစ်ဦးအိပ်ပျော်သွားခဲ့ကြရာကနနက်အာယုံ တက်ချိန်မှလူစားကနိုးလာသည်အိပ်ပျော်နေစေဖြစ်သောကက်နက်၏မျက်နှာကိုကြည့်လိုက်မိသည်သူသည်ကြဲကလေးများအားကြည့်နေသည့်အနေထားနှင့်ပင်အိပ်ပျော်သွားခြင်းဖြစ်သည်ငြိမ်းချမ်းလိုက်ပါပြီကက်နက်ရဲ့အိပ်ပျော်နေတော့သူ့မျက်နှာကလေးကပြုံးနေသည်ဒီနေရာတွင်ကြာရှည်အိပ်နေပါက ူ့အကိုတွေ့သွားနိုင်သည်ဖြစ်တော့လေသူ့ကိုမနှိုးရက်သဖြင့်လွီစာကြည့်၍သာနေမိသည်ယခုသူ့လုံးုံလာတော့တမကဆောက်ဦးကြီးတဲ့တွင်အိပ်ပျော်နေလိမ့်မလားအိပ်ပျော်နေခြင်းစစ်သားများကဖမ်းကြလိမ့်မလားစိတ်ပူနေမိသည်သူတို့နှစ်ယောက်ကြားတွင်ဂိတ်တကားကြီးနှင့်အဆောက်ဦးနေရန်တို့ချားနေတော့လေလွီစာက ထုံညာကခန်းစားခဲ့ရသောသူ့ကိုငွေနွေးနွေးကလေးကိုခန်းစားနေမိသည်ကနေ့သည်သူ့အပေါ်တွင်နားလည်မှုအပြည့်ဖြင့်ဆောက်ရှောက်ခဲ့သည်ကိုတန်တာမိသည် သူ့အပေါ်တန်တရားဝင်သွားခြင်းကြောင့်သာဝေးခွဲကြရတော့လေလူစားသူ့ကိုတန်တာနေမိသည်ခက်လက်လန်းတွင်စစ်သားများစတင်လှုပ်ရှားလာကြပြီသူတို့သည်တမကအဆောက်အဦကြီးကိုဝိုင်းနေကြပြီဖြစ်သည်နောက်ထပ်စစ်သားများရောက်လာကြပြီအခြားတစ်ဖက်ကိုပါဝိုင်းလိုက်ကြ၏သူ့အတွက်စက္ကန့်အနည်းငယ်သာအချိန်ရှိတော်သူကိုလူစားသဘောပေါက်လိုက်သည်အဆောက်အဦရှိရာသို့အပြေးသွားပြီးအထဲတွင်ရှိနေသောသူ့ကိုတတိပေးရန်အတွက်အော်ဟစ်ရမည်ထိုအချိန်မှာပင် နားကွဲထွက်မတတ်ကျင်းလောင်လာသောပောက်ကွဲတန်ကြီးပေါ်ထွက်လာပြီးအုတ်ပိုင်းစားများကသူ့ကိုလာမန်နေသဖြင့်ခေါင်းမဖော်ဝန်အောင်ဖြစ်နေကြရသည်လွင်စင်လာတော့အပိုင်းစားတို့နဲ့သူចောင်းသားများ၏ဝိညာဉ်များသည်လည်းကြွေလွင့်သွားခဲ့ကြပေပြီ။ဒူရဲခိုင်မာခဲ့သောចောင်းသားတမကအဆောက်အဦသည်လည်းထွက်ပေါ်လာသောနေရောင်အောက်တွင် ပုံလျက်သားဖြစ်သွားခဲ့ကြပြီ။ နားဆင်နေကြသူများရှင်အခုဖပြလိုက်တာကတော့မေမမာစာအုပ်ရဲ့အခန်း15ဒုတိယပိုင်းအနေနဲ့ဖြစ်ပါတယ်ရှင်နားဆင်လေ့ခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်နေ့မှအခန်း16ကိုဆက်လက်ဖပြတော့မှာမို့စောင့်မျှော်နားဆင်အားပေးပါဦးနော်